မြမာရီရဲ့ထမင်းဝိုင်းမှာမပါမဖြစ်အရာတစ်ခုဖြစ်တဲ့ငပိရီအကြောင်းကိုပြောကြရအောင်။ဒါကယိုယိုဟင်းတစ်ခွက်ဆိုတာထပ်ပိုးပြီးမြမအစအတော့ယဉ်ကျေးမှုရဲ့အမတ်တင်ရာတစ်ခုလို့ဖြစ်နေရပါ။ဟုတ်ပါတယ်။ဒီစကားကတော့မြမတိုင်းလူလူနဲ့ယဉ်နီးပြီးသားထင်မှာပါ။ထမင်းဝိုင်းပြည့်စုံဖို့ဆိုငပိကပါကူပါရတယ်လေ။တကယ့်ကိုကျွန်တော်ရဲ့အသေးဆွဲဟင်းတစ်ခွက်ပါပဲ။ ဒါပေမဲ့အခုလိုအသေးဆွေးချိန်နေတက်နေကြတဲ့ယာထုတ်ကိုကဂျမယုတို့တိတ်တိတ်လေးချင်းချုပ်နေတဲ့အန်ဒရယ်တို့ခုဖြစ်နေနိုင်တယ်ဆိုရင်တော့ဘလို့လို့မလဲကဲအဓိကတရားခံကဘာသူဖြစ်မလဲပထမဆုံးနဲ့အရေးကြီးဆုံးချင်မကြီးအန်ဒရယ်ကတော့ငပီးရေထဲမှာအများကြီးပါနေတဲ့စားရပါပဲဆိုဒီယမ်ဆိုတာကလေခန္ဓာကိုအကွက်လိုအပ်တော်လိုအပ်တဲ့ဒါပေမဲ့များသွားရင်အန်ဒရယ်ဖြစ်တော့ကျမတဲ့လူတယောက်ကဒီနေ့ကိုဆိုဒီယမ်မီလီဂရမ်1000ထက်ပိုပြီးမစားသုံးသင့်ဘူးလို့တမတ်ချပါရယ် မီလီဂရမ်1000ဆိုတာဘယ်လောက်ရှိလဲဆိုတော့လက်ဖက်ရည်ဇွန်တဇွန်စာစာပမာဏလောက်ပဲရှိပါတယ်ဒါကတနည်းလုံးအတွက်တော့တနက်စာတော့မဟုတ်ဘူးအခုမြင်နေရတဲ့ slide ကတော့တော်တော်လေးကိုတတိထားစရာပါပဲကြည့်လိုက်ပါဦးဒီနေ့ဒါလိုအပ်တဲ့ပမာဏက1000 mg ပဲလေဒါပေမဲ့ငပီးကြီးနဲ့ဂျမင်းတနက်စားလိုက်တိုင်းနဲ့တင်ဆိုဒီယမ်ပမာဏ8000ကနေ1000 mg အထိရောက်တောင်းနိုင်နေတယ်ဆိုလိုတာက45ဆလောက်ကိုပူများနေတာပါโอเคဒီလောက်များတဲ့စားတွေစားပြီးရင်ဘာဆက်ဖြစ်မလဲ အဆင့်တွေလိုက်ပေါ့ပထမဆုံးကတော့သွေးတို့ယောဂါကိုတမ်းပြီးဖြစ်စီတယ်အဲဒီကနေမှတစ်ဆင့်အသက်အန္တရာယ်ရှိတဲ့နောက်ဆက်တွဲဆိုးရိုးတွေစီကိုတည့်ရဆက်ဥတီတွားတော်လာပဲတေတိုးကိုဒီတိုင်းလွတ်ထားလို့မရဘူးနော်ဘာလို့လဲဆိုတော့ဒီမှာမင်ရတဲ့အတိုင်းပဲလေးဖြတ်တာနှလုံးသွေးကြောပိတ်ပြီးနှလုံးရက်သွားတာနောက်ဆုံးကြောက်ကလုံးမအလုံးမလုံးတော့တာဒီလိုကြောက်ရကောင်းမဲ့အခြေအနေတွေထိဖြစ်သွားနိုင်ပါတယ်ကဲစားကြောင်ပြောပြီးပြီဆိုတော့နောက်ထပ်မမြင်နိုင်တဲ့အန်တီရဲ့အကြောင်းဆက်ကြည့်ကြရအောင် မြမာတွေကြားဘူးနေကြစကားပုံတကူရှိတယ်လေငပီနဲ့လောက်ရွှေနဲ့ကြောက်တဲ့ငပီထဲမှာလောက်လေးတွေပါတာကောင်းမှအရေသွေးကောင်းတယ်လို့အရင်ကယူဆခဲ့ကြတာပေါ့ဒါပေမဲ့အခုတော့အဲ့ဒီယူဆကလုံးဝမားနေပြီဆိုတာတိပင်းပညာကတက်တည်ပြတ်နေပါပြီရှေ့အယူကတော့လောက်ပါရင်ကောင်းတယ်ပေါ့တိပင်းနေကြကြည့်နေတာလောက်ဆိုတာညံ့ညံ့နေတယ်အန်တရီရှိတဲ့ဘက်တီးရီးယားနဲ့အဆိပ်အတုံတွေရှိနေတယ်ဆိုတာတက်တည်ပါပဲရွှေနဲ့ကြောက်မြတ်ရတနာတွေလုံးဝမဟုတ်ပါဘူးတော်တော်များများကထင်ကြတယ် ဟာဆူအောင်ကြိုလိုက်ရင်အကုန်သေးသွားတာပဲပါမှမဖြစ်တော့ဘူးပေါ့အဲ့ဒါကအရေးကြီးဆုံးအချက်ပဲဟုတ်တယ်လောက်တိကတော့အဖို့ချောင်းတည်သွားမှာပဲဒါပေမဲ့သူတို့ခန္ဓာကိုယ်ကနေထုတ်လွှတ်လိုက်တဲ့အစိတ်အတောက်တွေကတော့ဟင်းရည်ထဲမှာအတိုင်သားကျန်နေကြတာပါ ပြောင်းမသွားပါဘူးနောက်ထပ်သတိထားရမယ့်အန်ဒရီတစ်ခုကဟစ်စတမီအစိတ်တင်တာပါဒါကဘာလဲဆိုတော့တန်ရှင်းမှုမရှိဘဲလှုပ်ထားတဲ့ငပီးတွေကနေဖြစ်တတ်တဲ့အစာအစိတ်တင်မှုတစ်မျိုးပါပဲ ဒီအစိတ်အတွင်းမှုဖြစ်ပြီဆိုရင်လေချက်ချင်းဆိုသလိုခေါရီထိုးကြိုက်လာမယ်မျက်နာရီကိုရီနီးရဲလာမယ်မူးဝေလာမယ်ဗိုက်အောင်မယ်တတ်မတည်သလိုမျိုး ရာရန်တာတွေလည်းဖြစ်တတ်ပါတယ်ဒါတွေကခန္ဓာကိုယ်ထဲကိုအစိတ်တွေဝင်သွားပြီဆိုတဲ့အချက်ပြသံတွေပါပဲဒါတွေပြင်ပါရရှိသေးလဲဆိုတော့စနစ်တကျမထုတ်လုပ်ထားရင်ကင်ဆာဖြစ်စေနိုင်တဲ့ဓာတုပစ္စည်းတွေ ပြီးတော့စစ်ရုံတွေကစွန့်ပစ်လိုက်တဲ့ညဉ့်ညမ်းခဲ့ကြီးတွေကနေတဆင့်ပါလာတတ်ခဲ့ခဲတို့မာဂျူရီတို့လိုအန်ဒရီယယ်ကြီးတဲ့တပ်တုထက်တွေလည်းပါလာနိုင်ပါသေးတယ်။ဟုတ်ပြီ။ကျမယူဘက်ကိုကြည့်ပြီးပြီဆိုတော့ငပိယီကိုပုံနှံစားတုံးတာကလူမှုဆက်ဆံရေးမှာရောဘလို့တက်ရောက်မှုတွေရှိနိုင်လဲဆိုတာကိုတစ်ချက်တော့ကြည့်လိုက်ရအောင်။ငပိရဲ့အနက်ကတော်တော်ပြင်းနေဟုတ်အဲ့ဒီအနံ့ကိုဖြစ်စေတဲ့အဓိကတရားခန်းက VSC လို့ခေါ်တဲ့ထထုတွေပေါင်းနေရောင်းပါခက်တာကဒီဓာတ်တွေကိုခန္ဓာကိုယ်အလွယ်တကူခြိဖြတ်ပစ်လို့မရဘူး ီချက်ပေါင်းနေကအစာနဲ့အတူခန္ဓာကိုယ်ထေရောက်သွားတယ်။ပြီးတော့သွေးကြောတွေကိုစိတ်ဝင်သွားတော့အဲ့နောက်မှာတော့အဆုတ်ကန့်နေကစင်ထက်တဲ့နဲ့အတူခံတွင်းနဲ့အဖီထက်လာတယ်။ချေကလန်းတွေကညီတစင်ကိုနဲ့အဖီထက်လာတယ်။ဒါကြောင့်မို့လို့အနန့်ကအကြကြီးဆွဲကြံနေတတ်တာပါ။အခုလိုခင်မိတဲ့ယုံဒီအလိုပတ်ဝန်းကျင်နေမှာစင်တယ်ဒီလိုကိုနဲ့ခံတွင်းနဲ့ပြဿနာတွေကတကယ်ကိုအရေးကြီးပါတယ်လူမှုဆက်ဆံရေးမှာအတအဆီတစ်ခုလိုခင်လာနိုင်တယ်လို့ ကိုကိုကိုယုံကြည်မှုကိုပါကြင်စီနိုင်ပါတယ်။ကဲဒါဆိုရင်ဒီကိစ္စကိုဘလို့ခြုံငုံသုံးသက်ကြမလဲ။ဒါလားရိုးရအစင်လာကိုပဲဆက်ပြီးစုကင်ထားမလား။ဒါမှမဟုတ်ဂျမ်းမာရေးကိုရှေ့တန်းတင်မလားဆိုရရွေးချယ်မှုတကူဖြစ်လာပါပြီ။ဒီဆရာကတော့အဓိကအချက်တွေကိုအနှစ်ချုပ်ပြန်ပြထားတာပါ။အယူအဆအမားတွေနဲ့တိုက်ပံ့ကြအမှန်တရားတွေဘလောက်ကွာလဲဆိုတာကိုရှင်းရှင်းလေးလေးမြင်နိုင်ပါမှာ။ အဓိကမှတ်ထားရမှာကတော့အရသာပြင်းလီလီဆိုဒီယမ်ပါမာနများပြီးအန်တီရဲများလီလီဆိုတာပါပဲ။ဒါကြောင့်မို့လို့ဖြစ်စင်းချက်ကငပိရီကိုလမ်းဝကြီးမစားနဲ့လို့လို့ပြောတာမဟုတ်ပါဘူး။အဓိကကတော့ကိုကျမ်းမာရေးကိုတံမိုးထားပြီးတန်ရှင်းမှုနဲ့ထုတ်လုပ်မှုအရေးတွေကို အာမခံနိုင်တဲ့ပစ္စည်းမျိုးကိုတတိထားပြီးရွေးချယ်တတ်ဖို့ပါပဲ။ဒီတော့နောက်ဆုံးမေးခွန်းတစ်ခုမေးချင်ပါတယ်။ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုကိုတံမိုးထားရင်းနဲ့တစ်ချိန်တည်းမှာပဲ ကိုယ်တိုင်နဲ့ကိုချစ်တဲ့မိသားစုရဲ့အနာဂတ်ကျန်းမာရေးကိုဘယ်လိုကာကွယ်ကြမလဲဒါလေးကိုလို့ဒီနေ့တည်တော်တဲ့အချက်အလက်တွေနဲ့အတူအလေးအနက်ထားစဉ်းစားကြည့်ဖို့တိုက်တွန်းချင်ပါတယ်